ဆိုတော့ဒီချိန်လေးကိုပြန်လည်ရောက်ရှိလာခဲ့ပါပြီကျွန်တော်အနေနဲ့ဒီလို series မျိုးကိုလောက်လာတာဒါနဲ့ဆိုရင်အဲ episode ဘယ်လောက်လဲတော့မမှတ်မိတော့ဘူးဗျာဒီကနေ့ video မှာတော့တမနေ့မှအားလုံးမြင်ခဲ့ကြတဲ့အတိုင်းပဲ in game မှာ let's read ကြကြအသုံးပြုလို့ရမယ် spare tips and tricks တွေနဲ့ skill combo တွေကိုပြပြပေးမှာပါဒီလို video တိုင်းမှာပြောနေကြစကားဖြစ်တဲ့ဒီ skill combo တွေနဲ့ tips and tricks တွေကကျွန်တော်ကိုယ်တိုင်ဖန်တီးထားတာမဟုတ်ဘဲနဲ့တခြား content creator တွေစီကနေပြီးတော့ယူသုံးထားတာဖြစ်လို့သူတို့ကိုလည်းအပြည့်အဝ credit ပေးပါတယ် ပထမဆုံးတစ်ခုကတော့ Brodia စကေးဝမ်းသုံးပြီးတော့ခြုံစစ်တဲ့နီးပါ Enemy တကောင်မှမရှိတဲ့ခြုံထဲကိုစကေးဝမ်းသုံးမယ်ဆိုရင်တော့ဘာမှထူးထူးခြားခြားပြောင်းလဲမှုမရှိဘူးဆိုပေမဲ့ Enemy ရှိတဲ့ခြုံထဲကိုစကေးဝမ်းသုံးမယ်ဆိုရင်အားလုံးတွေ့ကြတဲ့အတိုင်းပဲ Brodia ရဲ့ Base Attack Range ကိုထိထိမြင်ရမှာပါအားဒီဘက်မှာရန်တာတဲ့ Brodia ကို Enemy Jungler တို့ Enemy Tank တို့ကလာခန့်နိုင်ကြီးရှိတာဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ဟောဒီကခြုံစစ်နီးလေးကိုတီထားတာကအားဒီမှာရန်တာတဲ့ Brodia အတွက်တော်တော်လေးကိုမှအားသာချက်ဖြစ်စေနိုင်တယ် Vision စစ်လို့မရတဲ့ Hero တကောင်အနေနဲ့ဒီလို Vision စစ်နီးတစ်ခုကိုရထားတာက Brodia Player တွေအတွက်တော်တော်လေးအထောက်အကူဖြစ် စ်စေနိုင်ပြီးတော့အသုံးနဲ့ဝင်လာပါလိမ့်မယ်။ Vision စင်းနီးဆိုမှာပဲ Selina ရဲ့ truck က Vision ဆက်လို့ရတာကတော့တော်တော်များများတည်ပြီးပြီဆိုပေမဲ့ Vision စစ်ပုံစင်းနီးမှနေကြတဲ့အကြောင်းလေးကိုပြောပြပါဦးမယ်။ Selina truck တွေနဲ့ Vision စစ်တဲ့အခါကျရင်တော်တော်များများကခြုံထဲကိုပဲအများဆုံးခြားထားတတ်ကြပြီးတော့ဒီလို wall တွင်းထဲမှာခြားထားကြတာကခက်ရှားရှားပါ။ Orion နေမှာဆိုရင်ဒီလို Vision စင်းနီးကတည်ပြီးတော့အသုံးမဝင်ဘူးဆိုပေမဲ့လည်းပဲအပေါ် Red နေမှာဆိုရင်တော့ပြင် Selina truck ကို Vision စစ်လို့မရအောင်ဆိုပြီးတော့လူလေကြတဲ့တက်နေကဆဆသွားကြတယ်။အဲ့ဒီလိုမျိုးလူလေကြတဲ့တက်နေနဲ့တွေ့လာတဲ့အခါကျရင်ကျွန်တော်တို့က Selina truck နဲ့ Vision စစ်ဖို့လုပ်တဲ့အခါ ခြုံထဲကိုမချဘဲနဲ့ဝေါ်ရီအတွင်းထဲမှာခြားထားခြင်းကသူ့ရဲ့ vision ကိုမြင်ရတဲ့အပြင်တက်နေစားခြင်းကိုလည်းကာကွယ်ပေးနိုင်လိမ့်မယ်။ကိုကညံကောင်းရင်ကောင်းတယ်လို့ vision ကိုအခြေကြီးမြင်ရတာဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ဆလီနာထွက်ချတဲ့အခါကျရင်လည်းပညာသားပါဖို့လိုပါတယ်။အရေးကြီးဆုံးတဲ့တည်ထားမှာတစ်ခုကဘာလဲဆိုတော့ဆလီနာထရက်တွေက၃ခုထပ်ပိုချလို့ရှိရင်ပထမဆုံးချတဲ့တစ်ခုကပျောက်သွားတာပါ။အဲ့ဒီလိုမျိုးပထမတစ်ခုကပျောက်သွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ vision ကနှစ်နေရာပဲစစ်လို့ရမှာဖြစ်ပြီးတော့နောက်ဆုံး truck တစ်ခုကိုတော့ကျွန်တော်တို့အနေနဲ့ aero နဲ့ရောပြဖို့ဖြစ်ဖြစ်ဒါမှမဟုတ်ရင်လည်း enemy ကိုကေးဖို့ live ဖို့ပဲဖြစ်ဖြစ်သုံးသင့်တယ်။ရှင်းမှာ ပြောခဲ့သလိုပဲ threat တွေကိုသုံးပြီး vision ကနှစ်နေရာပဲစစ်လို့ရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ vision စစ်မဲ့နေရာကိုတည်တည်ချာချာရွေးချယ်ထားပြီးမှနောက်ဆုံး threat ကို enemy ကိုပစ်ဖို့ဓမ္မမွေနဲ့ live ဖို့ကေးဖို့အတွက်သုံးဖို့ဗျာနောက်တစ်ခုကတော့လူတတပတ်များအသုံးမဝင်ဘူးလို့ထင်နေကြတဲ့ cyclone wine ရဲ့အသုံးဝင်မှုအကြီးစားကြီးတွေးကြတဲ့အတိုင်းပဲ tidal တို့လို့ blinds ပဲပါတဲ့တက်နေရာဆိုတော့ပြင် cyclone wine ကိုအသုံးပြုပြီးတော့ enemy တွေကိုလွယ်လွယ်နဲ့ဖမ်းလို့ရပါတယ်ဒီ video clip မှာကြတော့ကျွန်တော်က tidal နဲ့ပဲစမ်းပြထားတာဖြစ်ပြီးတော့ blinds ပဲပါတဲ့တခြားတခြားသော hero ပေါင်းများစွာနဲ့ cyclone wine က combination လုပ်လို့ရတယ် cyclone wine ကိုအရင်နေ င်းပြီးမှဗလင်းစပဲတစ်ခုခုကိုတုံးရတာဖြစ်တဲ့အတွက်တိတိကျကျလေးတော့ကိုမို့တက်ဖို့လိုပါမယ်။ ောက်တစ်ခုကတော့ long year no vision ultimate long year ultimate ကအလုံးသိကြတဲ့အတိုင်းပဲ ultimate ကြမဲ့နေရာကိုထိထိမြင်နေရတာဖြစ်တဲ့အတွက် enemy dot dot များက long year ultimate ကြမဲ့နေရာကိုစောင့်ပြီးတော့တက်ကြတာများပါတယ်ဒါပေမဲ့ကျွန်တော်တို့က ultimate သုံးတဲ့အခါကျရင်တွေ့ကြတဲ့အတိုင်းပဲမက်ရဲ့ပြင်းမှတ်မှာ ultimate ရဲ့ range ကိုထားခြင်းက enemy ကို ultimate vision မမြင်ရစေတာဖြစ်တဲ့အတွက် enemy ကို surprise တိုက်တဲ့နေရာမှာလည်းတော်တော်လေးကိုအသုံးဝင်လာလိမ့်မယ်ကိုယ့်ရဲ့လက်ကခြေနားကိုင်ရင်ကိုင်နိုင်သလားကိုကမန်းရင်မန်းနိုင်သလား ultimate range ကိုဒီထက်ဝေးနိုင်သမျှဝေးရောက်လုံးနိုင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအုံနောက်ကောင်းလို့ရှိရင် enemy တွေကိုလွယ်လွယ်လေးခန်းလို့ရ ာပါတယ်ပရိုပလီယာပွဲတွေကြည့်တာများတဲ့လူတွေကတော့ဒီတိစံတွေကိုတီးပြီးသားဆိုပေမဲ့မကြည့်တဲ့လူတွေအတွက်လာကြောက်ပြလိုက်တာပါမှတ်ထားသိချင်ပါတယ်ကျွန်တော်တို့ဂိုးလိန်ဆောတဲ့အခါကျရင်ဂိုးလိန်ကအောက်မှာမဟုတ်ဘဲနဲ့အပေါ်မှာကြောက်လို့ရှိရင်ဒီတိစံထွေလေးကိုကောင်းကောင်းမွန်မွန်ယူအသုံးချလို့ရတယ်တစ်ဖက်ကခြုံမှာအန်နမီရှိလားမရှိလားဆိုပြီးစစ်ချင်တဲ့အခါကျရင်ဒီနီလန်းလေးကိုအသုံးပြုနိုင်ပြီးတော့ဘရိုဒီမှမဟုတ်ဘဲနဲ့တခြားမစမန်တော်တော်များများကလည်းဒီနီလန်းကိုအသုံးပြုနိုင်ပါတယ်ထုံထဲမှာအန်နမီမရှိဘူးဆိုရင်တော့ကိုကဂိုးခရက်ကိုစပယ်တစ်ခုခုဒါမှမဟုတ်ရင်လေဘေးစေးထက်နဲ့ပြစ်လိုက်တဲ့အခါကျရင်ဂိုးခရက်ကကိုယ့်စီကိုတန်တန်မတ်မတ်လာမှာဆိုပေမဲ့လည်းပဲကဲလိုများဟို ဘက်ကခြုံထဲမှာ enemy တကောင်ကောင်ရှိတယ်ဆိုရင်ကျွန်တော်တို့က go crack ကို damage ပေးလိုက်တဲ့အခါအဲ့ဒီ enemy ရှိတဲ့ခြုံဘက်ကို go crack ကတန်းတန်းကြီးကိုသွားမှာပါဒီထိဆန်တွေကဘယ်နေရာမှာအသုံးဝင်လဲဆိုတော့ go lane ကင်ထားပြီးတော့ solo သွားနေရတဲ့အချိန် enemy hyper လာခန့်လာလားဓမ္မမော်ရယ်လဲဟိုဘက်ခြုံထဲမှာ enemy တကောင်များရှိနေမလားဆိုတဲ့တန်နေရာစိတ်ဝင်လာတဲ့အခါဒီလိုမျိုးဆန်းသက်လို့ရပါတယ် eric ကို ultimate သုံး skill 2သုံးပြီးတော့အဟိဘေးစေးထပ်ပစ်တဲ့အခါကျရင်ကျွန်တော်တို့အနေနဲ့ဘေးစေးထပ်ကိုဇက်တိုက်ဇက်တိုက်နှိမ့်နေစရာမလိုဘဲနဲ့ဘေးစေးထပ်တစ်ချက်နှိမ့်ပြီးပြီဆိုတာနဲ့ skill 2ကိုဇက်တိုက် dash ပြီးတော့ spam ရုံမှာပဲဒါပေမဲ့လည်း harry ရာရီ80ခိုင်နှုန်းလောက်ကဒီအချက်ကိုသိပေမဲ့လည်းပဲဘေးစိချက်ကိုနှိပ်တဲ့ strategy ကိုသာအသုံးပြနေကြတာဖြစ်လို့ဒီဖြစ်ဆက်တွေကသူတို့အတွက်အသုံးမဝင်ပါဘူး customer သာကျွန်တော်ကဒီလိုလုံးနိုင်ပေမဲ့တကယ် brand နေ classic တွေဆော့တဲ့အခါကျရင်လည်းကျွန်တော်လည်းသူများရဲ့ need to ဘေးစိချက်နှိပ်တာပါပဲ ောက်တစ်ခုကတော့သွေးရောနေတဲ့ဟီရာအနေနဲ့ခြုံနှင်းဝင်ပြီးသွေးပြေးတဲ့အခါကျရင်ဒီလိုမျိုးခြုံနှင်းကနေဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လိုက်လှုပ်ချင်းကရှီးကိုလည်းမျက်များပို့ကြတဲ့အပြင်သွေးလည်းမျက်များပို့တတ်ပါလေပုံမှန်ခြုံနှင်းမှာဝင်ပြီးတော့ငုတ်တုတ်ထိုင်နေရထက်ဆိုင်ဒီလိုမျိုးဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လိုက်လှုပ်တာကသွေးလည်းပို့တတ်တယ်ပြီးတော့ရှီးကလည်းခဏခဏပြန်ပြန်ပွင့်နေတာဖြစ်လို့ activate skill နဲ့အတူတူ enemy တွေလိုက်ကန်လာတဲ့အခါပြည့်ရလောကပို့ပြီးတော့လွယ်တာပေါ့တကားမဆက်ပြောရမယ်ဆိုရင်တော့ပြင်ဟီတာရဲ့ passive ကိုကခြုံနှင်းဝင်သွေးတက်တာဖြစ်တဲ့အတွက်အဲ့ဒီ passive ကို boost တဲ့အနေနဲ့ကျွန်တော်တို့က oracle first item တို့ဓမ္မမော်ရင်လည်း second item တက်ဆိုင်တန်သွားခြင်းအပြင် ြင်သူ့ရဲ့ဒီတွေ့တက်တာကို boost ပေးလိုက်မယ်။ဟန်ဆိုကအက်တီမိတ်သုံးပြီးတော့ရိုရိုစကေးဝမ်းကိုပဲသုံးတဲ့အခါကျရင် damage တိတ်မထွက်ဘူးဆိုပေမဲ့အဲ့ဒီစကေးဝမ်းမသုံးခင် enemy ရောခေါင်းပေါ်ဆက်တက်လေးတွေနဲ့ basic ချက်၅ချက်ခုတ်ခဲလို့ရှိရင်ပို့ပြီးတော့ damage ထွက်တာကိုတော့လူတော်တော်များများသိမယ်ထင်ပါတယ်။စကားလေးနည်းနည်းလောက်ရှင်းရမယ်ဆိုတော့ပြင်အဲ့ဒီဆက်တက်လေးတွေပြေးဖို့ဆိုရင်ဟန်ဆိုအနေနဲ့ basic ချက်၅ချက်တိတိခုတ်ပြီးမှဆက်တက်ကအပြည့်ဖြစ်တာဖြစ်ပြီးတော့စကေးဝမ်းသုံးတဲ့အခါကျရင်ပို့ပြီးတော့ damage ထွက်မှာပါ။ ပုံမှန်ဆိုရင်ဟန်ဆိုကဘေးစေးထက်၅ချက်ခုပြီးမှစတက်အပြည့်ရတယ်ဆိုပေမဲ့လည်းပဲကျွန်တော်အနေနဲ့ Golden State item ကိုထည့်ပြီးတော့စမ်းပြရမယ်ဆိုတော့ဖြင့်တွေးကြတဲ့အတိုင်းပဲဟန်ဆိုအနေနဲ့ဘေးစေးထက်၃ချက်ပဲခေါ်ရမှာဖြစ်ပြီးတော့အဲ့ဒီလိုဘေးစေးထက်၃ချက်ခုနဲ့တွေးကြတဲ့အတိုင်းပဲ enemy ရဲ့ခေါင်းပေါ်မှာစတက်ကအပြည့်ကိုဖြစ်နေပြီ။ပြောချင်တာကတော့စတက်မများဖြစ်မှ၃လို့ကောင်းတဲ့ဟန်ဆိုရဲ့စကေးဝန်းက Golden State ဆိုတဲ့ဒီ item လေးကိုထည့်လိုက်မယ်ဆိုတော့ဖြင့်၃ချက်တင်းနဲ့ခေါ်လို့ရမှာဖြစ်တဲ့အတွက်ပြောရမယ်ဆိုတော့ဗျာစကေးဝန်းအရေးကငကွားထက်ပိုပြီးတော့မြန်မြန်ပေးနိုင်လိမ့်မယ်။ဒါပေမဲ့လည်းပိုထွက်လာပါလိမ့်မယ်။ ရတတချက်ကတော့မစမန်ပလီယာတိုင်းတီထားတဲ့ B3 ရဲ့ short gun ထားပါ။ short gun ဘေးစေးချက်တို့ short gun ရဲ့ ultimate တို့ဟာဆိုတော့ပြင်အလုံးတွေးကြတဲ့အတိုင်းပဲ enemy ကကိုနဲ့ဝင်းနေလို့ရှိရင် damage ကနည်းနည်းလေးပဲထွက်မှာဖြစ်ပြီးတော့ enemy ကကိုနဲ့အရန်နီနီကက်ကက်ရှိနေတဲ့အချိန်ကျမှ damage ကြီးကနစ်ကြနေအောင်ထွက်တာပါ။ဒါလေးကိုတည်သွားပြီဆိုရင်တော့ခြုံနေရနေပြီးတော့ချောင်းချောင်းတိုက်ခိုက်လို့ရတဲ့ short gun ကုမိုလေးကတော့ရွှေ့ရှင်းပါလေ။ဘေးစေးချက် ultimate ဘေးစေးချက်ပါ။ item max နေတဲ့အချိန်ဒီ short gun ကုမိုကတော်တော်လေးကိုအသုံးဝင်ပြီးတော့ enemy ကိုနစ်ကြနေအောင် damage တွေအများကြီးပေးနေတာဖြစ်တဲ့အတွက်ကိုကတိုးရင်တိုးနိုင်တယ်လို့ကန့်ရင်ကန့်နိုင်တယ်လို့ damage ကတော်တော်လေးကိုကိတ်နေလိမ့်မယ်။ မယ်။ဒီကွန်ဘိုကတကယ်တမ်းသုံးသက်သွားပြီဆိုရင်ဖလီကာနဲ့ပါဟုတ်လို့ဆပ်ပရိုက်တွေပါလှမ်းသုံးလို့ရပါတယ်။ နောက်ထပ်ကတော့ ESV လိန်နာလေးတော်တော်လေးကြိုက်ကြတဲ့မှုတ်လေးရဲ့ထစ်ဆန်ထွေးကိုပြပြမယ်ဒီကောအာမာမရှိတဲ့အခါကျရင်စကီတူနဲ့ဘလောက်ကြီးပဲဆွဲစုဆွဲစု enemy ကကိုယ့်စီကိုပမလာပါဘူးအာမာရှိနေတဲ့အချိန်ဆိုရင်တော့စကီတူ rate ကကျင်းသွားရဆိုပေမဲ့ enemy ကတွေးကြတဲ့အတိုင်းပဲစကီတူဆွဲစုလိုက်တဲ့အခါကျရင်နယံဦးမှာဖောက်ပြီးတော့ကိုယ့်စီပါလာလိမ့်မယ်ရေးတကြီးပတဲ့ဆိုင်နေတဲ့အချိန်ကိုနဲ့ enemy နဲ့နယံတစ်ခုချားနေတဲ့အခါကျရင်လေဒီလိုကူမိုလေးနဲ့ enemy ကို surprise motherfucker ကြီးလုံးလို့ရပါတယ်ဒီလိုမျိုးဆွဲစုမယ်ပြီးဖောက်ခွဲလိုက်မယ်အဲအဲ့ဒါဆိုရင်တည်သွားရော ကာဒါရိုအနေနဲ့ Ruby ရဲ့ Scale 1 Range ကိုတည်တည်ချာချာကြည့်ပါတွေးကြတဲ့အတိုင်းပဲ Scale 1 Range ကတော်တော်လေးကိုရှည်တယ်ပြီးတော့ Motor က Ruby ကို Scale 1 Range နဲ့ Ultimate Range ကိုဒီလိုမျိုး Quality ဖြစ်အောင်လုပ်ပေးထားပါတယ် Scale 1အသုံးတစ်ခါပလင်ပြီးပြီဆိုတာနဲ့ Ultimate တန်းဆွဲလိုက်တဲ့အခါအဲ့ဒီဆွဲလိုက်တဲ့ Ultimate ကလုံးဝကိုမိနေမှာဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ Quality တကျသုံးနိုင်တဲ့ Combo တစ်ခုလိုတော့ပြောလို့ရမယ် Ruby ရဲ့ Passive အရ Ruby က Scale တစ်ခုခုသုံးပြီးတော့ Blink နဲ့ခါကြရင် Damage Reduction နဲ့ရတာဖြစ်တဲ့အတွက်ကျွန်တော်တို့တကယ်ပွဲထဲမှာ Ruby ခြင်တဲ့ခါကြရင် Scale တစ်ခုခုသုံးပြီးတိုင်း Blink မကိုလုံးဝလုံးဝမမေ့ပါနဲ့ကဲဆို တော်ကကျွန်တော်ဒီနေ့ဗီဒီယိုရောဒီလောက်ပါပဲ brother တို့အနေနဲ့ဒီဗီဒီယိုကြည့်ပြီးတော့အကျိုးတစုံတရာရသားခဲ့လို့ရှိရင်လည်းကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနဲ့ကုညီအပိပိသားဖို့တောင်းဆိုချင်ပါတယ်အခုလက်ရှိအချိန်မှာကျွန်တော်အနေနဲ့အလုံးမှအတန်သွင်းနေရတာဖြစ်တဲ့အတွက် VR Nice တွေကို AI နဲ့ဖြောက်ထားရတယ်အဲ့ဒါကြောင့်မလို့အတန် quality နည်းနည်းကျသွားတာလေးရှိရင်သိခံမိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်လေပေါ်နေတာမဟုတ်ဘဲနဲ့လိုရင်းတို့ရှိဖို့ပဲပြောတဲ့ content တွေကိုမှကြိုက်တယ်ဆိုရင်လည်းပဲ TikTok account လေးကိုလည်း like and subscribe လေးနဲ့ကုညီအပိပိသားကြပါအောင်ဒါတော့ဂျားလေးကကြောင်ညာဝင်လိုက်တာပါနောက်နေ့နောက်နေ့အချိန်လည်းဘလူနီရဲ့ content တွေနဲ့အတူပြန်လာခဲ့ပါမယ်ကျွန်တော် Boss Mike မှာအားလုံးပဲ ေးကြပါစေပြပမှာခင်ဗျာတိမဲတိမိကြီးနေတဲ့ကောင်တွေအတွက်ကတော့စိတ်မကောင်းပါဘူးကျွန်တော်က CIA ဖြစ်တဲ့အတွက်ဒီကနေပြီးတော့လွတ်လာပါတယ်